မင်္ဂလာပါခင်ဗျာကျွန်တော်အခုဖတ်ပြခြင်းနဲ့စာလေးကတော့ဆီယာမရွှေဘူမိမိကြီးရေးသားတယ်နတ်မောင်ထိတ်ခေါင်တင်ရဲ့လက်မှုပညာလူသားတွေတက်ကြွကြတဲ့ ပညာရဲ့အသီးသီးကိုအကြံပြင်းခွဲကြည့်ရင်လက်မှုပညာနှုတ်မှုပညာအတက်လို့နှမျိုး꿰ပြလာပါလေလက်မှုတက်မှာထပ်ပြီးအသေးစိတ်ခွဲကြားကြည့်လိုက်ရင်စိတ်ထဲမှာအရင်ဆုံးကောက်ကာငင်ကပေါ်လာတာကပန်းစယ်မျိုးပါပဲဖယားမတင်နဲ့မဝင်လူရင်စယ်ပွင့်ပန်းဆိုတဲ့အတိုင်း ဘူဇော်ပတ်တာစရာပန်းစစ်တော့မဟုတ်ပါဘူးဒါပေမဲ့ပန်းဝင်ပန်းကိုင်းပန်းကဲ့တွင်နဲ့နှိုင်းရှင်လောက်တဲ့လှအပကိုဖန်ပြီးစီဆောက်ပေးတဲ့အဖိုးတန်လက်မှုအမှုပညာပေးကိုဒီလိုဆိုတော့လက်မှုအတက်ဟူသမျှအထဲမှာပန်းစင်မျိုးဟာ ထိတ်တန်းအကြဆုံးတန်ဖိုးအရှိဆုံးအတက်ပညာမျိုးလို့ယူဆရရင် အမှားတမှာပန်းစင်မျိုး ပကြီးပပုပဒိန်ပပော့ပပဲပန်းယွန်ပယံပဒီပန်းတော်ပန်းတမော်တို့ဖြစ်ပါတယ်ဒီအတက်တွေကို တက်ကျွမ်းကြသူတွေမှာယောက်ျားသားတွေက အများစုပါမိန်းမသားတွေပါဝင်လှုပ်ဆောင်ကြတာက ရီပညာနဲ့ပန်းယွန်းပညာနှမျိုးလောက်ပဲရှိခဲ့တယ်လို့ထင်ခဲ့မိပါတယ်ဒီနှမျိုးက ရေးဆွဲရတာလဲသဘောချင်းနီးစပ်တာကို အတွေ့အထင် မမှန်ကန်မှုဆိုတာ မကြခင်ကမှသိရပါတယ်တကယ်တော့အတွေ့အထင်ဆိုတာတွေးတာထင်တာတတ်သက်ပါပဲအကြအမြင်မှ မဟုတ်ပဲကလား ပရိန်ပညာရှင် သမီးတော်ရှေခေကမိမပရိန်ပညာရှင်တွေပေါ်ထွက်ခဲ့တယ်ဆိုတာကြားရတော့ပထမအန်အောပြီးဒုတိယဝမ်းမြောက်ဂုဏ်ယူမိတာ အမှန်ပါကြားရတဲ့အမျိုးသမီးပရိန်ပညာရှင်ဆိုတာကလည်းသမန်ရဲ့သူတွေကတော့မဟုတ်မင်းတို့မင်းကြီးရဲ့သမီးတော်တစ်ပါးဆိုဖို့ ဒီအကြောင်းရည်ရည်လေးလေးသဘောပေါက်အောင်ကြားရသမျှမူလစစ်မြင်တဲ့တကွပြောပြပါမယ်။ညမမင်းတွေအုံဆိုးခဲ့တဲ့ခေတုံးကနန်းတွင်ဆိုင်ရွှေမင်းသမီးဆို သုံးရွေလေမှာပျော်မှုရွှင်မှုတွေနဲ့စည်းစိမ်ရင်းနေကြသူတွေလို့ခနေ့ခေလူတွေက ထင်မှတ်ထားကြပါတယ်အများစုကထင်ကြတာပါ ဇက်သဘင်တွေမှာပြကြကကြတာလေဒီလောက်ရှိတာကိုဒီလိုထင်ကြမှာမို့တကယ်အဖြစ်မင်းသမီးတွေရဲ့ဘဝအစ်အမှန်ကဇင်းရပြီးဘော်ကြော့နေရတာမဟုတ်ပါဘူးသူတို့ခမီးတော်မေတော်တွေရဲ့လမ်းညွန်ပဲ့အကိုင်းတတ်မှတ်ပေးမှုတွေအောက်မှာမျှတတဲ့အလုတ်ချင်းအားလက်ချင်းနားချင်းနေနဲ့တာဝန်ကိုယ်စီရှိကြသူကြီးပါညမဘီရင်တွေက ဒီကနေ့ခင်းတဲ့အနီးအဆန်းဆုံးဖြစ်တဲ့ကိုုံမောင်ကနောက်ပိုင်းရတနာဘုံမန္တလေးမြို့တီနန်းတီမင်းတို့မင်းကြီးနဲ့အိမ်ရှိဆန်ကနောင်မင်းသားတို့ဟာအမျော်မြင်ကြီးတဲ့ညီတော်နောင်တော်ရဲ့နှစ်ပါးဖြစ်ပါတယ်။ဒါကြောင့်သူတို့သားတော်တွေကိုယောက်ျားလိုတတ်အပ်တဲ့ပညာရများကို မစင်မနေရသတ်မှတ်ပြထမ်းထားသလို သမီးတော်လေးတွေကိုလည်းအလကားဆံမနေစီရမိမများတက်တဲ့အရာဟုသမျှ သင်ကြားစေပါတယ်ပထမအခြေခံအနေနဲ့ဘုရားဘာသာတရားစာများကို စာသင်နဲ့သီလရှင်များနန်းတွင်ပင့်ဖိပြီးသင်ပေးတာပါ နောက်ပြီးအဲ့ဒီခေတ်ကမြမရီအလေးအထုံကြီးတဲ့ဘေးရင်ပညာကိုတော့တောင်နမ်းမတော်မိဖုရားကောင်ကြီးစัจ जा ဒေဝီကိုယ်တိုင် အလှဲ့ကြသင်ကြားပေးပါလေနောက်ပြီးအတွက်အချက်ဆိုင်ရာ ချိန်တင်ချာချင်းတင်ချာတိုင်းတင်ချာတွေကိုလည်းမတင်မနေရပြထန်းထားတာပါဒီနေရာမှာကြာဝူတာကလေးတစ်ချက်ပြောချင်တာဒီလိုပါအိမ်ရှိဆန်းကနောင် ကိုတော်ကြီးရဲ့သမီးတော်ကလေးတွေကမင်းတို့မင်းကြီးရဲ့သမီးတော်တွေထက်တိတိသားသားစာတော်ကြပြီးသင်ပေးလေသည်မြလွယ်လွယ်ကူကူတတ်ကြပါသည်လေဒီလိုဆိုတော့သူတို့ကလေးတွေက ကြောက်ရွံ့အားနာစွာနဲ့ပဲညီမတော်များကတော့ခမည်းတော်ဖရာကိုခါစားပြုစုရတဲ့တာဝန်ကြီးနဲ့ပါတော့စာချက်ချင်းပူရလို့ပါ ဆိုပြီးစကားကိုဖြေပြောရှာကြဆိုတော့ဒါကတော့မူရင်းစောင်းမနဲ့မဆိုင်မေးတတိချက်ဖြစ်မှတ်သားကြဘူးကစာပေအားကစားစရင်ဂိုင်းစာပေပညာတွေမက ရေကူးတက်အောင်လဲတောင်ဥယျာဉ်တော်ရေကူးကန်ကြီးမှာသင်ကြားကြရသေးတယ်။အချက်ဟပြုကိုတော့လက်ရကောင်းတဲ့မိဖုရားတွေစီမှာသင်ကြရပြန်တယ်။နောက်မိမတို့အလုပ်ဖြစ်တဲ့ဈေးဝယ်ချမ်းမှုလဲသင်ရပါသေးတယ်။ဒီလို မင်းသမီးကလေးတွေဝယ်ရတဲ့ဈေးတန်းကတော့နန်းတွင်းမှာပဲခင်းထားတဲ့အထူးဈေးမှာပါ။အဲ့ဒီဈေးတန်းမှာရောင်းသူတွေကလည်း နန်းတွင်နေအညိအပြူတော်များဖြစ်ပြီး သူဆိုင်ကန်းနဲ့သူကုံဆုံအောင်တီခင်းရောင်းကြရတာပါအညိအပြူတော်ကြောင်းတီးသန့်ဆောင်းပါရှီမွားမဂ္ဂဇင်းမှာရေးပြီးဖြစ်ပါတယ်အဲ့ဒီဇေရမ်းမှာအဝတ်အထည်နန်းသဖြူကရမတ်ကသေးမို့တော်မောကေပန်ပောင်ပရိလေးတရာစီ ဆိုတဲ့အလှပြင်ပစ္စည်းများအစလို့ ဟင်းချက်စရာအထိအမျိုးစုံဝင်နိုင်ကြပါလေဒီစနစ်ကတော့အထယ်အသားအကောင်အညက်ရွေးတအောင် အလေးချိန်တွင် ပြည့်မပြည့်တက်သေးအောင်ငွေကဲခတ်တောင်းအောက်ခြေသိမ်းမိမ့်မမှုလက်တွေ့သဏ္ဍာန်တစ်မျိုး ဆိုကြပါစို့ဒါရီမကထပ်မြက်ပြီးအစစ်မြင့်သမီးတော်ကြီးတွေကိုတော့ရွှေတိုက်တော်စီးရင်ငွေကုန်တော်စီးရင်ပြည်တွင်ပြပဝါကုန်းရောင်းငယ်မှု စင်ရင်အထီတာဝန်ယူကိုင်းတွယ်စေပါတယ်အခုလိုမင်းသမီးကလေးတွေတက်တင်ရရာပညာတွေသင်ကြရတဲ့အခါမှာသူတို့ဝါသနာအလျောက်ပညာရဲ့တမျိုးမျိုးမှာထူးချွန်ပေါင်းမြောက်ပြီးနာမည်ထွက်လာတဲ့သမီးတော်တွေလည်းရှိကြပါတယ်ဒီလိုထူးချွန်တဲ့သမီးတော်တွေထဲမှာနမောက်မြို့စားထိတ်ခေါင်တင်မင်းသမီးလည်းတပါးပါဝင်ဖြစ်ပါတယ် နမောက်ထိတ်ခေါင်တင်ရဲ့မေတော်ကတရစိမ့်မိဖုရားကြီးပါဒီမိဖုရားကကျောက်ပထောင်ဝန်ဥရွှေချီရဲ့သမီးဖြစ်ပါတယ်မင်းတို့မင်းကြီးနဲ့တရစိမ့်မိဖုရားတို့ရဲ့သမီးတော်အငယ်ကို နမောက်မြို့စားအသုံးကံကျွေးပေးသနာလို့နမောက်ထိတ်ခေါင်တင်ရဲ့လို့သုံးနှုံးကြတာပါ နမောက်မြို့ဆိုတာအများသူကသိကြပြီးတဲ့အတိုင်း မြမလွတ်လပ်ရေးဘိသူကာကြီးဘိုးချုပ်အောင်ဆန်းရဲ့ဇာတိမီပေါ့စုံနာသားမြိုင်ဥကြော်ကလည်းပေါ်ထွက်ခဲ့တယ်လေမကွေးမြို့နဲ့36မိုင်လောက်กว่าမှာရှိပါတယ်နမောက်ထိတ်ခေါင်တင်ဟာမင်းသမီးတို့တတ်အပ်တဲ့အတက်များတက်မြောက်တယ်အပြင်သူထူးကြော်နာက လက်မှုအတက်ပတ်မှာပါသူကလေးကမင်းသမီးတမ်းမဲ့ ပဋိဉ္စပညာကိုအထူးဝါဒနာပါလို့သင်ယူခြင်းတည်းပဋိဉ္စပညာဆိုတာအများသိကြသလိုရွှေကိုအီကြိုရတယ်နန်းဆွေးရတယ်မိဖို့ရတယ်ထုရရတယ်မဟုတ်လားဒီလိုပညာရဲ့ကိုမှတက်ခြင်းပါတယ်ဆိုတော့သူ့မဲတော်ဝရစိမ့်မိပြားမှာသူ့ဆန္ဒဖြစ်ဖို့မလွယ်ဘူးကူဖြစ်နေတာပေါ့ဘယ်ယောက်ျားမှသွားလွာဝင်ထွက်ခွင့်မပြုတဲ့ နန်းတော့မနောက်ပိုင်းမှာစံနေကြရသူတွေကိုနောက်နီလန်ရှာတော့နန်းသုံးဗရင်တော်တဦးရဲ့သမီးတယောက်ဟာသူ့အဖေစီကဗရင်အတက်ကိုသင်ကြားတတ်ထားတာကြားသိရပြီးအဲ့ဒီဗရင်ဆီယာမကိုနန်းတွင်ခေါ်လို့နတ်မောက်ထိတ်ခေါင်တင်ကိုအသိဉာဏ်ရပါတယ်ဖဘိုးလို့ခေါ်တဲ့ဗရင်သုံးလင်မှုန့်မိဖို့ကိုတော့အပြူတော်လေးများကဆွဲပေးရတယ်ဆိုပဲ ဗရင်ဆီယာမကလည်းအထူးဂယူဆိုင်သင်ပေးတာနဲ့နတ်မောင်မင်းသမီးဟာဗရင်ပညာကိုတနှစ်အခန့်ကြာမှာပဲအတော်တတ်သွားပါတယ်။ပုံစံထွင်းကိုယ်တိုင်ဝတ်ဝါဒနာကလည်းကြီးတော့သူ့ညံသွားတိုင်းပုံတွေထွင်းပြီးအစမ်းတကျယ်လက်ဝတ်ရတနာများ ပြုလုပ်ကသူ့ကိုယ်တိုင်ပွဲတံအခမ်းအနားတွေမှာဝိစင်မှာတော့တယ်။နောက်တော့သူ့အမတော်ရင်ဖြစ်တဲ့ နောင်မွန်မျိုးစားမင်းသမီးဝယ်စင်ဖို့သူ့လက်ရာ ရတနာရှုတယ်များပြုလုပ်မိပါတဲ့အခုပြောသလိုနမောက်ထိတ်ခေါင်တင်ပရင်တက်ကြောင်းကြားတော့ကတအံ့တော်ဖြစ်မိတာအမှန်ပါသူဝိမဲ့နောက်မကြခင်မှာပဲဒီမင်းသမီးရဲ့လက်မှုပညာထူးချွန်မှုကို စိတ်ချလက်ချယုံကြည်ဖို့ဖြစ်လာပါတော့တယ်။သမီးတော်လက်ရာစားတော့ကြူ ။ဘာကြောင့်ဆိုတော့ပေစာတို့ကျိုးစူတောင်းစာများစာအုပ်ရေးဖို့ပေစာတို့ကျိုးတွေရှားဖွေစုဆောင်တဲ့အခါကံအားလျော်စွာအဲ့ဒီနမောက်ထိတ်ခေါင်တင်ရဲ့ကုသိုလ်တော်စာတို့ကျိုးနှစ်သွဲတွေ့ရှိနေရပါတော့တယ်။တွေ့တဲ့အထက်ကတသွဲမှာမင်းသမီးကိုယ်တိုင်ရက်လုံးလှူဒန်းတဲ့ကျိုးဖြစ်နေတာကိုလက်ရက်ကျိုးပြပေါ်မှာစာလုံးပေါ်ပြီးရက်တဲ့အတက်ဆိုတာကလည်း လွေရာမမဟုတ်ပဲကလားအလွန်ပညာသာပါတဲ့လက်မှုပညာတရက်ပါဂျိုးစာဆိုတာစာလုံးဖော်ပြီးရက်ယုံ မကပါ အလွန်ပညာသာပါတဲ့လက်မှုပညာပါကလုတ်ပန်းတွေအစမ်းတကြေရက်လုတ်ပြီးအလှဆင်ရပါသေးတယ်သူသီရိဟေမာဝတိဒီလိုစာလုံးဂျိုးစာကို ရက်တက်သူဟာပရင်အတက်ကိုလည်း သူသင်တက်မှာပဲလို့ချောချောကြီးအမှန်ပဲဘဝင်ကြသွားပါတော့တယ်။နောက်ပြီးအဲ့ဒီကျိုးစာကိုဖတ်ကြည့်လိုက်တော့နမောက်ထိတ်ခေါင်တင်ရဲ့ဘွဲ့အမိဖြစ်တဲ့သူ့အသေးဟိမာဝရီဆိုတာတော့ထပ်ပြီးမှတ်သားလိုက်ရပါသေးတယ်။မင်းသမီးကလေးကပိရကသုံးမုံရေးထားတဲ့စပေးစာတို့များလှူဒန်းရမှာအဲ့ဒီပေးစာတို့ကို ရစ်ပတ်စီးနောင်ဖို့ကျိုးပြားကို အလှအပဆင်းတဲ့အပြောက်အမွှန်းအနေနဲ့စုတောင်းစာကို သူကိုယ်တိုင်ရက်လို့လှူတာဖြစ်ပါတယ်စုတောင်းစာရေးဖွဲ့ဒါမှတော့စာပေပညာရှင်ကိုထိုက်ထိုက်တန်းတန်းဉာဏ်ပူဇော်ကပြီးတယ်လို့သူစာရ သိရပါတယ်အခုသူရက်လို့လှူတဲ့နဲ့ကျိုးစာကို သူတည်တည်ပုံကများအတွက်တင်ပြပါမယ်လွန်ခဲ့တဲ့နှစ်ပေါင်း120ကျော်လောက်က ရေးဖွဲ့ထားခဲ့တဲ့စူတောင်းစာပြပြီးမြမာမှုပီတပြီးသီးသန်နဟံပါတာကိုလည်းအကဲခတ်နိုင်ကြပါတယ်မင်းတို့မင်းသမီးတော်နမောက်ထိတ်ခေါင်တင်ရက်သည့်ကြိုးစာဇဘူလက်ရာမြေမြတ်စွာထက် လီလာသမိုက် မော်ကွန်းဆိုင်၍တိုက်ပြရိယမန္တလဝေပထမဥက္ကတ် ဘုံမှန်ဓာဤစီးပွတ်တော်မှန်လှဘုံလျံငါကောင်းကြံအင်ငါအင်ငါဗျာနှင့်၆ဖြာကင်းလို့တန်းရွှေနတ်ဟုထွန်းလက်တေစာသိပညာဖြင့်တဒ္ဓါတိလမြတ်စာကကြောင့်ပိုင်တစာကြီးမြက်လေးမီမြောက်မြို့နတ်မောက်ခွန်ရောက်ဆက်သွင်း ဘုံရောင်လင်းသာထွန်းဝင်းလျံပြီသူသည်ရိဟေမာဝတီသင်္ကီရောင်လျက်ဘွဲ့စစ်ထက်၍နှစ်နှစ်နှုံးဆွယ်မြတ်ဘုံမဲသည်ကောင်းကြွယ်ဆန္ဒသမာနာဖြင့်လေးဝမညံဤစိတ်တန်၍သုံးတံပိတကရွှေချမ်းမြတ်ကိုနာကနောင်လာသာသနာလဲရှိကြစေခြင်း န်စုစင်၍ထင်မြင်အခရာမျက်ရွှေစာကိုတပြာလက်ခဖိုးနက်ကဖြင့်ရေးရအမှန်ပူဇော်ပန်၏ထုတ်ရန်စာကျိုးမျက်နှိုးဆောင်ရွက်ကိုတိုင်ရက်၍ထလှတရာစေတနာကြောင့်ခေမအမတဖြီမလမ်းမကြီးမက်ခီးတို့ မစီးထုတ်ချောရှင်မျက်မှောက်ဖြင့် ရောက်လို့တော်လက်မှုအတက်ပညာရှင်နတ်မောက်ထိတ်ခေါင်တင်ကမင်းတို့မင်းရဲ့တနစရက်မိဖုရားသားတော်ကောလင်းမင်းသားနဲ့ဆုံဖတ်ပါတယ်ခမီးတူမဲတော်ခွဲမောင်မှတ်ပါ အင်္ဂလိပ်လက်အောက်ရောက်တော့ရန်ကုန်မြို့လန်ကာစတာလမ်းကမဲတော်တရစိမ့်မိဖုရားကြီးအိမ်တော်မှာပဲသားမဲတော်တစု အတူတူစမ်းနေသွားကြပါတယ်။နမောက်မင်းသမီးကသူနဲ့ဘဝအတူနဲ့ဘဝမတူတဲ့မိန်းမသားများအားလုံးတို့ဘဝသနာနဲ့အားထုတ်သူမှင်တကယ်လို့အဟုတ်ဖြစ်တယ်ဆိုတာညွှန်းဆိုနမူနာပြတဲ့စံပြ အမျိုးသမီးလို့ပြောခြင်းပါတယ်။မှတ်စုဥစိန်မောင်ဦးသူညွှန်ကြားမှု ရှေးအောင်သူတေသနာဌာနာ 养鹅。